ိုင်ငံတော်အကြီးညိုပြက်စီမှုပုံမှအပါအဝင် ပုံမှ၃ခုနဲ့တရားစွဲဆိုခံထားရတဲ့ရွှေပြည်သားအလုသမားခေါင်းဆောင်နှုတ်ဦးကိုထောင်ဒဏ်အသီးသီးချမှတ်လိုက်ပါတယ်ဒီသတင်းကိုတော့ဥအကပြပို့ထားပါတယ်ရှင်ဒုက္ခလသတုံမြင်ပြီးစနဖော်ထုတ်တာနဲ့ပတ်သက်ပြီးရွှေပြည်သားမျိုးနယ်ကလုံတမကောင်းဆောင်နှုတ်ကိုနိုင်ငံတော်အကြီးညိုပြက်စီမှုပုံမှအပါအဝင်ညစ်စုစီဥပဒေတွေနဲ့တရားစွဲဆိုခံရပြီးနောက်ရန်ကုန်မြို့တောင်ကလာဘမြို့နယ်တရားရုံးမှာစက်တင်ဘာလ17ရက်နေ့ကအခုလိုပြည်တယ်ချမှတ်လိုက်တာပါ အလို့သမားကောင်းဆောင်ကိုမျိုးမင်းမင်းကိုပုံမှန်905ခါခွေအတွက်ထောင်ဒဏ်2နှစ်ပုံမှန်16နဲ့ပုံမှန်19ရို့အတွက်ထောင်ဒဏ်6လနဲ့ကိုနိုင်ထေးလွင်ကိုပုံမှန်905ခါခွေအတွက်ထောင်ဒဏ်2နှစ်ပုံမှန်18အတွက်ထောင်ဒဏ်2လတို့ကိုတည်တည်ချမှတ်လိုက်တာဖြစ်ပါတယ်။တရားသူကြီးတယောက်ဒီပြည်ထရေးရဲ့ဩဇာအာဏာလွှမ်းမိုးမှုပြည်ထရေးရပေးတဲ့စာရွက်တစ်ယောက်ကိုဖတ်ပြီးကျွန်တော်အလို့သမားတွေလယ်သမားတွေကျောင်းသားတွေကိုဒီလိုမျိုးအမိန့်ချရတယ်ဆိုတာကတရားရေးမှန်တိုင်းကိုပြည်ထရေးအုပ်ချုပ်ရေးကနေဝန်ခံရတော့မှဒါမဖြစ်သင့်ဘူးထင်တယ်။ တကယ်လို့မြို့နယ်တရားရုံးတရားသူကြီးတွေခရိုင်တရားသူကြီးတွေတိုင်းတရားသူကြီးတွေအားလုံးဒီဘယ်ဥပဒေဘယ်ပုံမှကိုမဆိုမိမိရဲ့စင်ညုံနိုင်တရားမိမိရထားတဲ့ယာဒူးမိမိဂုံတိတ်ခါမိမိအကျင့်သီလတိတ်ခါကိုစောင့်တော့အဖြစ်ရောက်စွေသားနိုင်ငံရေးသမားចောင်းသားလင်သမားတွေကိုအမိန့်ချမယ်ဆိုရင်ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့ညီကောင်မောင်နှမတွေကိုစုံမသလိုနားလေစေခြင်းတဲ့သဘောစိတ်ဆန္ဒနဲ့ အမေကိုချခြင်းနေခုလိုပြည်နဲ့ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီးခရိုင်တိုင်းအစစ်စစ်ကိုယူကန်ဆက်တက်သွားမယ်လို့အလုသမားတွေရဲ့ရှင်းလင်းကပြောပါတယ်။ငါကငါခောက်ခွင်းနဲ့အဲ့အလုသမားတွေပြုမှုမမြောက်ဘူးဆိုတာအဲ့တရားသူကြီးရဲ့ဗဇက်ကကိုယ်တိုင်ပြောထားတာပါ။ပြောတာ။အမေချတဲ့အချိန်ကျမှပြုမှုမြောက်တယ်လို့ပြောတာကကျွန်တော်တို့တရားစီရင်မှန်တိုင်းကအယံကိုကျွန်တော်တို့တင်းဆောင်နေတယ်။ငါငါခောက်ခွင်းမြောက်ဖို့တင်းရလို့ကိုယ်တိုင်အဆောက်လုံလောက်တဲ့တက်တည်မတင်ပြနိုင်ဘူး။တင်းရလို့ကိုယ်တိုင်အဆောက်ဘလို့ကြောက်ငါငါခောက်ခွင်းမြောက်တယ်ဆိုတော့တိုင်ချက်မဖွင့်နိုင်ဘူး။ ။ဘာဖြစ်လို့ငါငါခောက်ခွေးနဲ့ကျွန်တော်တို့အလုပ်သမားတွေနှစ်နှစ်အပြည့်တအပြည့်ချတာလေ။အပြည့်ချတယ်လုံးဝအကြောင်းမရှိဘူး။ကျွန်တော်အလုပ်သမားငါငါခောက်ခွေးနဲ့မနေဘူး။ဒီအမိန်နဲ့ပတ်သက်ပြီးကျွန်တော်ခိုင်ရုံပြင်ဆင်မှုတက်မှာပါ။ခိုင်ရုံပြင်ဆင်မှုတက်လို့မရရင်တိုက်ထိတက်မှာပါ။တိုက်ထိမရရင်နေပြည်တော်ကြီးတက်မှာ။နေပြည်တော်ကြီးမရရင်နိုင်ငံတော်သမတာကြီးတက်မှာပါ။လုံသမားကောင်းဆောင်တွေကကိုနိုင်ထင်းလွင်ဟာပြီးခဲ့တဲ့ဩဂတ်လကပုံမှန်19ရက်နဲ့ထောင်တန်းလေးလချမှတ်ခံရရတာလည်းဖြစ်ပါတယ်။လုံသမားကောင်းဆောင်တွေကို2015ဖေဖော်ဝါရီလကဖမ်းဆီးခဲ့ပြီးတရားစွဲဆိုခဲ့တာပါ။ ဒီနေ့ပြည်နယ်ချမှတ်မှုနဲ့ပတ်သက်ပြီးကျင်းပမှုရှိတဲ့အတွက်အလို့သမားကောင်းဆောင်တွေမိသားစုတွေနဲ့ရဲတပ်ဖွဲ့ဝင်တို့ကြားရုံရင်းစခတ်မှုချို့လည်းရှိခဲ့ပါတယ်ကျွန်တော်အာကာပါ